ားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးသွားမယ့်ရုပ်ရှင်ကတော့2010ခုနှစ်မှာထွက်ရှိခဲ့တဲ့သိပ္ပံစေကုရင် action မျိုးစာ repo man ဆိုတဲ့ရုပ်ရှင်ကားပဲဖြစ်ပါတယ်ရုပ်ရှင်လေးကိုကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ2025ခုနှစ်မှာဒီပညာကအဆင့်တစ်ခုတည်းကိုတိုးတက်နေပါပြီသိပ္ပံပညာရှင်တွေက RT Force လို့ခေါ်တဲ့ဇီဝ73အင်္ဂါတွေကိုအကောင်းဆုံးဖြစ်အောင်ပြုလုပ်လာကြတယ်အင်္ဂါတွေကို The Union ဆိုတဲ့ကုမ္ပဏီကဈေးအမြင့်ကြီးတင်ပြီး critics နဲ့နဲ့ရောင်းပါတယ် client ကအကျွေးမဆက်ရင်အင်္ဂါကိုလိုက်ရှာဖို့နဲ့ပြန်သိမ်းဖို့ကုမ္ပဏီဘက်က report man တွေကိုငှားထားပြီးအကျွေးမဆက်တဲ့ client တွေကိုတတ်ပြစ်တယ် ရီပိုမန်တွေရဲ့လေဗင်မှာတက်တူးရှိပါတယ်။ရီမီကရီပိုမန်တယောက်ဖြစ်ပြီးတော့အလုံးမှာရမ်းတော်ပါတယ်။ဒီညမှာသူကသူ့ရဲ့ပြစ်မှတ်ပြန်လာကိုအိမ်ပြင်မှာစောင့်နေပါတယ်။ပြစ်မှတ်ပြန်လာတော့ရီမီကစပယ်ရှယ်တနတ်နဲ့ပြစ်လိုက်ပါတယ်။ပြစ်မှတ်နဲ့အတူရှိနေတဲ့မိမကရီမီကိုအိမ်နဲ့ရိုက်ပြီးတားတော့ရီမီကသူမကိုလဲကြအောင်လုပ်လိုက်ပါတယ်။ပြီးတာနဲ့ရီမီကယူနီဖောင်းကိုသွေးမပြေအောင်ပလတ်စတစ်ဝတ်စုံကိုဝတ်ပြီးတချင်းနှားထောင်ဖို့နှစ်ချက်တက်ပါတယ်။ပြီးတော့ပစ္စည်းတွေကိုထုတ်ပြီးပြစ်မှတ်စီကနေ RT Force ကိုဖွင့်ထုတ်လိုက်ပါတယ်။လက်တွေပါရီ CV RT Force ကို Special 8ထဲအလုံးပိတ်ထည့်လိုက်ပါတယ်။ နောက်တနေ့မနေ့မှာရီမီကသူ့မိမကာရိုသူ့သားလေးပီတာရိုနဲ့အတူတနေ့တာကိုစတင်ပါတယ်ပီတာကိုចောင်းပို့ပြီးတာနဲ့ရီမီကမျိုးရဲရှောက်ပတ်ပြီး RT Force တွေ live ဆိုရင် client တွေကိုတက်ပါတယ်ပြီးတော့ The Union ရိုးချုပ်ကိုသွားပါတယ်ရိုးချုပ်မှာ client တွေက RT Force ထဲပို့စောင့်နေကြပါတယ်သူ့ရဲ့ boss friend က client တယောက်ကိုလိုအပ်တဲ့စာရွက်စာတမ်းတွေမှာလက်မှတ်ထိုးခိုင်းနေပါတယ်ရီမီကနားနေကန်းတဲ့ဝင်သွားတော့ Raymond ကအလုပ်ကိစ္စညှိညူနေပြီးမြောက်ရထားပေါ်မှာမိမတယောက်ကိုရေးရဲဆက်ဆက်တိုက်ခိုက်ခဲ့တဲ့အကြောင်းကိုပြန်ပြောပြနေပါတယ် ဖရန့်ရောက်လာပြီးရီမီကိုနေကင်းတုန်းကဆူထားတဲ့ RT4 တွေကိုစကန်ဖက်ဖို့အခန်းထဲကိုခေါ်သွားပါတယ်။စကန်ဖက်နေတော့ရီမီရဲ့ဘောရာရင်ကြီးချိတ်ရောက်လာပါတယ်။ရီမီနဲ့ချိတ်တို့ကအတူတူစစ်တိုက်ခဲ့ကြပြီးစစ်ကြီးပြီးတော့ The Union အလုပ်ကိုလက်ခံခဲ့တာပါ။ချိတ်ကရီမီကိုအရက်တောက်ဖို့ခေါ်တော့ရီမီကလည်းလက်ခံခဲ့ပါတယ်။ရီမီကကာရိုရဲ့အလုပ်ကိုတွားပြီးအသိပြီးတော့စကားများကြပြီးရီမီကထွက်လာခဲ့ပါတယ်။ကားထဲမှာချိတ်ကရီမီကိုမိမိမကမင်းကိုချုပ်ကင်ဖို့ကြိုးစားနေတာပဲလို့ပြောပေမဲ့ရီမီကတော့သူ့မိမကိုနားလဲပါတယ်။ သူတို့ကဘားကိုရောက်တော့အရက်လေးတောင်ရင်စကားလေးပြောရင်းနဲ့ရီမီကဘားကဆိုတော့ဘက်ကိုငေးကြည့်နေပါတယ်။နှစ်နာရီသုံးနာရီကြာအရက်တောက်ပြီးပြန်လာတော့မိမကိုပုတ်တိပုတ်သက်လှုပ်ပေမဲ့မိမကအထီးမခံပဲထွက်သွားပါတယ်။ဒီတော့အပေါ်တက်တက်သွားပြီးတားဖြစ်သူကိုကိုနိုင်တော့ပြောပါတယ်။နောက်ရက်မှာရီမီကသူ့ channel မှာ BBQ ပါတီကိုလုပ်နေပါတယ်။ကြေးရောက်လာပြီးသူ့စီမှာ report လုပ်ချင်နေတဲ့ client ရှိတယ်လို့ပြောပါတယ်။ဂျေကအမျက်ငွေကိုတဝက်ခွဲပြီးမယ်ပြောတော့ရီမီကလုပ်ကိုလက်ခံလိုက်ပါတယ်။တက္ကစီတစည်းကအင်ရှိမှာရက်တော့ဂျေကခီးတဲ့ကိုလမ်းလေကောင်းမှာပဲဓာတ်နဲ့ထိုးတက်လိုက်ပါတယ်။ဒါကိုကာရိုနဲ့ပီတာကမြင်သွားပါတယ်။ ရီမီကဘာမှမပြောဘဲဒီတိုင်းကြည်နေလို့ကာရိုကစိတ်တူသွားပြီးမိသားစုကိုယူမလာအလုပ်ကိုယူမလာလို့ပြောကာပီတာကိုခေါ်ပြီးထွက်သွားပါတယ်ဒီကိစ္စကိုဖရန့်ကိုပြောရမယ်လို့ရီမီကဂျိတ်ကိုပြောပါတယ်ညရောက်တော့ရီမီနဲ့ဂျိတ်တို့ကကင်းလဲဖို့ထွက်သွားပြီး M5 neural net အကြောင်းကိုပြောနေတယ် M5 neural net ဆိုတာဦးနှောက်ပစ္စည်းသွားတဲ့လူတွေကိုထာဝရအိမ်နဲ့ချိတ်ဆက်ရမှာတုံတဲ့နီးပညာအသစ်ပါသူတို့စကားပြောနေကြတော့အကျွေးမပေးဘဲထွက်ပြေးတဲ့သူတွေကို JS scanner မှာရှာတွေ့သွားတယ်သူတို့ကလက်နွက်တွေကိုယူပြီးအထဲဝင်ဖမ်းတယ်ဒါပေမဲ့ client တွေကပြန်တိုက်ခိုက်လို့ရီမီနဲ့ဂျိတ်တို့က fighting ပလီခဲ့ရတယ် ရီမီနဲ့ဂျေတိုကဖရန့်ရဲ့ယုံကိုရောက်ပြီးပစ္စည်းတွေပြန်လာအပ်တယ်။ဖရန့်ကသူတို့ကိုထင်ကြီးသွားပြီးအချိန်ပြည့်တာဝန်ဖြစ်တဲ့နေဒိန်ကပတိန်လို့ဖို့ပြောတော့ရီမီကပယ်ချလိုက်တယ်။အလုပ်ကိစ္စပြီးတော့ရီမီကဂျေကိုအင်းရှိမှချပေးပြီးသူ့ရဲ့နောက်ဆုံး report အလုပ်မှာလုပ်ချင်တဲ့အရာစီသွားတယ်။ဒါကတော့သူအမြဲလေးစားခဲ့ရတဲ့ဂျမ်မီတီဘွန်းဆိုတဲ့ဂီတပညာရှင်ပါပဲ။ရီမီကတီဘွန်းရဲ့အိမ်ကိုရောက်တော့တီဘွန်းတခြင်းလှုပ်အပြီးကိုစောင့်နေတယ်။ပြီးတော့နဲ့တီဘွန်းရဲ့နှလုံးကိုထုတ်ဖို့လဲခိုင်းလိုက်တယ်။ အရင်ဆုံးရီမီကနှလုံးရှော့တိုက်စစ်ကိုဖွင့်ပြီးတီပွန်းရဲ့ရင်ဘတ်ပေါ်မှာတင်လိုက်တော့ဆက်ကလုံးမလို့ပဲရှော့ပစ်ကရီမီလဲသူ့ဘဝရဲ့တတိယအကြိမ်ဖြစ်နောက်ပြန်လွတ်ထွက်သွားပါတယ်။ရက်တန်းကြတော့ရီမီကစေယုံဂရင်ပေါ်မှာနိုးလာပါတယ်။ရီမီရဲ့ဘေးမှာဂျိန်းနဲ့ဖရန့်တို့လည်းရှိနေပါတယ်။ကာရိုကတော့ရီမီမနိုးခင်ထွက်သွားခဲ့ပါတယ်။သူတို့ကရီမီကိုဒါကနှလုံးရှော့တိုက်စစ်ရဲ့ error လို့ပြောပါတယ်။ရီမီရဲ့နှလုံးကို RT Force နဲ့အစားထိုးလိုက်ပြီလို့ပြောတော့ရီမီကမလို့ခြင်းဘူးလို့ပြောပြီးအခန်းထဲကနေထွက်သွားပါတယ်။လက်မှာရီမီကဆက်ကိုဆွဲဖြုတ်ပြီးခဏနေတော့လဲကျသွားပါတယ်။ရွေးချယ်စရာမရှိတော့လို့ရီမီကနှလုံးစားထိုးဖို့လက်ခံလိုက်ရပါတယ်။ ရီမီဆေးယုံ90တော့အရင်ဆုံးအိမ်ပြန်ပါတယ်။ဒါပေမဲ့သူမိမက လော့ကိုပြောင်းလိုက်ပြီဖြစ်လို့အိမ်ထဲဝင်မရတော့ပါဘူး။ဘက်တီတော့ကာရိုကထွက်လာပြီးလွှဲဆွဲအုပ်ကိုသူ့ကိုပေးကမိသားစုတဲ့အလုပ်ကိုတိတ်ချစ်တဲ့ကိုကိုမိုးလက်ပေတော့လို့ပြောပါတယ်။ရီမီကအိမ်ပေါ်ကဆင်းသွားပြီးဂျေးရဲ့အိမ်မှာသွားနေတယ်။ဂျေးနေနေကြတော့ရီမီကအလုပ်ပြန်စားလုပ်တယ်။ရီမီက client ရဲ့အိမ်ကိုဖောက်ဝင်ပြီး client ကပြန်ခုခံလို့လုံထွေးရပါသေးတယ်။ဒီတော့ရီမီကပင်ပန်းပြီးနှလုံးခုန်လို့မြန်လာတယ်။ RT Force ကိုထုတ်ဖို့လို့တော့လက်တွေတုံနေလို့ထုတ်မရဖြစ်နေတယ်။ ်ခဏနေတော့သူကအလုပ်ပြီးတယ်လို့လည်းဟန်ဆောင်ပြီးသူ့ဘော်ဒါရီပိုမန်းနေတဲ့သူပါထိုင်နေတယ်ခုနကတက်ခဲ့တဲ့ client မှာမိသားစုရှိကြောင်ဂျေးရဲ့ပြောစကားအရသိလိုက်ရတော့ရီမီကစိတ်ညစ်ပြီးဘာကနေစောကြီးထွက်သွားတယ်နောက်တနေ့ရီမီကမိမနဲ့သားကိုတွေ့ရဖို့အိမ်ရှိမှာထိုင်ဆောင်နေတယ်သူတို့သားမီးရောက်လာတော့ကာရုကစာရေးတစ်ခုပေးတယ်စာရေးထဲမှာရီမီကနှလုံးတူကြွေးကြံရှိသေးကြောင်ကြီးထားတယ်နောက်တော့ဒီကိစ္စကိုဂျေးတီတော့လိန်ထားလို့ဆိုပြီးရီမီကိုစူတယ်ပြီးတော့ရီမီကိုခဏအနားယူခိုင်းပြီးပြန်ကောင်းလာမှအတူလှုပ်လို့မယ်လို့ပြောတယ်။ရီမီကအယောင်းတော်ဝင်ကိုလှုပ်ပေးမယ်အဆင်မပြေပါဘူး။ ူကအရန်ကျင်နာတက်ပြီလေမပြောတတ်လို့အယောင်းတော်ဝင်တဲ့ကဘလို့မမအဆက်ဘူးလေမြင်းလောင်ပြီးအပေါ်ဝင်ငွေရှာပေမဲ့လည်းအကျိုးမပေးပြန်ပါဘူးကျွေးကြံဆက်ဖို့နောက်ဆုံးသတိပေးစာရောက်လာတော့ဂျိတ်ကရီမီကိုအကျွေးကြံသူတွေစုထားတဲ့ဒုက္ခသည်စကန်စီကိုခေါ်သွားပါတယ်ဒါပေမဲ့ရီမီကသူ့လို့သူမလုပ်နိုင်တော့ဂျိတ်ကစိတ်ဆိုးပြီးအကျွေးချိန်မှပြန်လာခဲ့ဖို့ပြောကထွက်သွားပါတယ်ဒါတော့မလုပ်နိုင်သေးပဲကြောင်ရနေလို့အကျော်ဆိုင်ထားတဲ့သူကရီမီကိုရိုက်ပြီးထွက်ပြေးသွားပါတယ်ရီမီလည်းစတုထအချိန်မြောက်သတိမီလဲတာပါပဲခိုးရင်ရက်ကဘာမှကြားခဲ့ဘူးတဲ့တချင်းတန်ကြတော့ရီမီကနိုးလာပါတယ် အတန်ရှင်ကိုလိုက်ရှာတော့အဖျားကြီးနေတဲ့ဘက်ကိုတွေ့တယ်။ဒီတော့ရီမီကဘက်ကိုမိုဒယ်ခေါ်ပြီးအနားယူစေတယ်။ရီမီကဘက်ကိုစကန်နာနဲ့စစ်ကြည့်လိုက်တော့သူမမှာ RD Force တွေအများကြီးရှိနေပြီးပြန်ဆက်ရမှာတွေကြီးဖြစ်နေပါတယ်။ဘက်နိုးလာတော့သူမကိုကူညီပေးလို့ဆိုပြီးရီမီကိုထိုးတယ်။ဘက်ကသူတို့နှစ်ယောက်လုံးကိစ္စတုံးပြီလို့ပြောတော့ရီမီကမတုံးနိုင်သေးပါဘူးလို့ပြန်ဖြေတယ်။ရီမီက The Union ရဲ့အစောအုံနဲ့ဖောက်ဝင်ပြီးသူနဲ့ဘက်ရဲ့အကောင့်တွေကိုဖျက်ပစ်ဖို့ကြိုးစားတယ်။ဒါပေမဲ့ဂျိတ်တွေတော့လို့ဘက်ရဲ့ RD Force တခုပဲဖြစ်နိုင်ခဲ့တယ်။ဂျိတ်ကအုံကောက်ပြီးပြန်လွတ်လိုက်တယ်။ ်ရီမီကသူ့အိမ်ထဲခိုးဝင်ပြီးပီတာကိုနှုတ်ဆက်ကမိုတက်စီပြန်သွားတယ်ပြီးတော့ဘက်ကိုခေါ်ပြီးတော့မျိုးစုံမျိုးဖျားကိုကားမောင်းသွားခဲ့တယ်အဲရောက်တော့ကားကိုမိရှို့ပြီးသူတို့ကအဆောက်အုံအလို့အဟောင်းကြီးထဲမှာပုန်းနေကြတယ်တချိန်တည်းမှာပဲ they union မှာ friend ကရီမီရဲ့ကိစ္စကိုဖြေရှင်းဖို့ဂျိတ်ကိုတာဝန်ပေးပေမဲ့ဂျိတ်ကလက်မခံလို့နောက်လူကိုတာဝန်ပေးလိုက်တယ်ရက်တွေကြာလာတော့တညမှာဘက်ကသူမရဲ့ art force နောက်ကွယ်ကအသေးစိတ်အကြောင်းတွေကိုရှင်းပြတယ်ပြီးတော့သူတို့နှစ်ယောက်ရည်နံတူးကြတယ်နောက်တော့ဘက်ကအမိုက်ပုံတဲကတွေ့တဲ့လက်နှိုက်ဆက်ကိုရီမီကိုလက်ဆောင်ပေးတယ်။ရီမီကသူ့ရဲ့မှတ်တရတွေကိုလက်နှိုက်ဆက်နဲ့ရင်းနေတယ် နောက်ရက်တွေမှာဘက်ကသူမရဲ့နားအတူနဲ့တခုခုကိုကြားလိုက်ရတယ်။ရီမီကတော့မကြားပါဘူး။ဒီတော့သူမရဲ့နားနဲ့သူ့နားကိုနှကြက်ဆက်ပေးလိုက်တယ်။အတန်ကအဆောက်အုံတွေဝင်လာနေတယ်။အတန်ရှင်ကရီမွန်ဖြစ်ပြီးရီမွန်ကရီမီရဲ့ကိစ္စကိုကင်တွယ်ဖို့လက်ခံခဲ့တာပါ။ရီမီနဲ့ဘက်တို့ကအဖမ်းမခံရအောင်စီစဉ်ဆွဲတယ်။သူတို့ကပစ္စည်းတွေကိုအနောက်ခံနဲ့ရွှေ့တယ်။အဲအခန်းရဲ့ကျမ်းမြေအလယ်မှာအပေါက်ကြီးရှိပြီးအဲအပေါက်ကြီးကိုအဲ့ရခင်းနဲ့ဖုံးထားလိုက်တယ်။ဘက်ကတကားနောက်မှာပုံပြီးရီမီကလက်နှိုက်ဆက်ရဟန်ဆောင်ခဲ့တယ်။ရီမီကတနက်နဲ့အခန်းထဲဝင်လာပြီးရှေ့ဆက်တိုးလာတော့အပေါက်ကြီးတွေကိုကြုံကြသွားတယ်။ အနီးကပ်လာကြည့်တဲ့ဘက်လည်းအပေါက်တဲကျွန်ကြပြီးဒူးဆုပ်သွားတယ်။ရီမွန်ကတနတ်ကိုယူပြီးဘက်ကိုအကျောဆန်းအောင်တိုးလိုက်တယ်။ရီမီကအပေါ်ကနေလက်နှိပ်ဆက်ကိုပြစ်ချလိုက်တော့ရီမီကတေးသွားခဲ့တယ်။ရီမွန်ရဲ့ကားနဲ့ဆေးယူဖို့ရီမီကဘက်ကိုမျိုးရဲပြန်ပို့ပေးမယ်။ဘက်ကသူမတွေးခဲ့တဲ့ပစ္စည်းတွေနဲ့ဒူးကိုဘလို့ကောင်းအောင်လုပ်ရမလဲဆိုတာကိုသိတယ်လို့ပြောတယ်။ရီမီနဲ့ဘက်တို့ကဒက်ယူနီယံအဆောက်အုံစီသွားပြီးရီမီကဖရန့်ရဲ့ယုံကန်နဲ့ခိုးဝင်တယ်။ပြီးတော့ဖရန့်ကိုထိုးလိုက်ပြီးတနတ်နဲ့ချိန်ထားတယ်။ရီမွန်ရဲ့တက်တူပါတဲ့အရေးပြားကိုထုတ်ပြပြီးသူ့ကိုဖမ်းဖို့ထတ်လို့ရင်ဒီလိုဖြစ်မယ်လို့ရီမီကချိန်ချောက်တယ်။ ်ရီမီကသူ့ကိုစီးရင်တဲ့ကပဲဖြစ်ပေးဖို့ပြောတော့ Frank က RT Force တွေကို The Union ရုံးချုပ်စီကိုယူလာပြီးမှစီးရင်ဖြစ်လို့ရမှာလို့ပြောပါတယ်ရီမီက Frank ကိုမေးလျအောင် ထုတ်ပြီး Frank ရဲ့ဂျမ်ဘာကိုခိုးသွားပါတယ်ပြီးတော့ဘက်စီပြန်တော့ပြီးနိုင်ငံတကာထွက်ပြေးရမယ်လို့ပြောတယ် Frank တို့လာတော့ရီမီကိုတတ်ဖို့ဂျိတ်ကိုခိုင်းခဲ့တယ်လေစိတ်မှာရီမီနဲ့ဘက်တို့ကဂျမ်ဘာကြောင့်လုံခြုံရေးဂိတ်ကိုဖျက်နိုင်ခဲ့ပေမဲ့ဘက်ရဲ့ခြေတော်တွေးထွက်နေတာကိုမြင်တဲ့ခီးတဲ့တယောက်ကြောင့်သူတို့ကဖမ်းခံလိုက်ရပါတယ်ရီမီကခေါ်သွားတဲ့လမ်းမှာဂျမ်ဘာကိုအမိုက်ပုံးနဲ့ကိုလွှင့်ပစ်ခဲ့ပါတယ် အဆောင်ကဘက်ရဲ့ဒူကောင်းကိုပတ်တီးစီးပေးမလို့လုံနေတော့ရီပိုမန်နှစ်ယောက်ရောက်လာပြီးရီမီကိုစကန်ဖတ်တော့အလန်းတန်မြည်လာတယ်။ရီမီနဲ့ဘက်တို့ကအဆောင်တွေကိုတိုက်ခတ်ပြီးထွက်ပြေးကြတယ်။သူတို့ကဆင်းရဲသားရက်ွက်ထဲကတိုက်အိုဂျီစီကိုကာမောင်းပြေးတယ်။တိုက်ထဲမှာဘက်နဲ့ဒိတ်နေကြကိုအင်ကားတွေကိုမှောင်ကိုရောက်နေအာဘူရီနဲ့တွေ့တယ်။အာဘူရီကသူတို့ကိုမကူညီနိုင်ဘူးလို့ပြောပြီးအေဗာကိုတော့တွေ့ဖို့လိုမယ်လို့ပြောတယ်။တကယ်တော့အေဗာကနှစ်ယောက်ပါ။တစ်ယောက်ကမိမငယ်လေးဖြစ်ပြီးနောက်တစ်ယောက်ကတော့ကလေးမလေးပါ။အေဗာဆိုတဲ့ကလေးမလေးကဘက်ရဲ့ RT4 တွေကိုအကုန်ထုတ်ပေးနိုင်ခဲ့တယ်။ ဘက်နိုလာတော့ရီမီနဲ့ဘက်တို့ကအာဘူရီရဲ့တိုက်ကိုပြန်သွားတယ်။ဒါပေမဲ့အာဘူရီကအသက်ခံထားရပါတယ်။ဂျိတ်ကထွက်လာပြီးရီမီကိုပြန်လိုက်ခဲ့ဖို့ခေါ်ပေမဲ့ရီမီကမလိုက်ဘူးလို့ညင်းပါတယ်။ဂျိတ်ကရီမီကိုမင်းခုဖြစ်နေတာတွေကအယောင်ဘက်ကိုမပြောင်းအောင်တမင်လှုပ်ထားတာလို့ပြောပါတယ်။ရီမီနဲ့ဂျိတ်တို့ကလက်ချင်းရှင်ဖိုက်ကြပါတယ်။ဘက်ကဂျိတ်ကိုတနက်နဲ့ပြစ်ပြီးသတိမိအောင်လှုပ်လိုက်ပါတယ်။ပြီးတော့ရီပိုမန်တွေထရောက်လာလို့သူတို့ကထွက်ပြေးကြပါတယ်။သူတို့ကိုမြေအောက်အဖွဲ့ခေါင်းဆောင်ရိုဒီကကယ်ပြီးလျှော့ဝက်ခန်းထဲကိုခေါ်သွားပါတယ်။ရီမီကအိမ်မက်ဆိုးတွေကြောင့်အိမ်မရတာနဲ့ပဲအပြင်ထွက်ကြည့်ပါတယ်။ အပြင်ဘက်မှာအေဗာကလေးမလေးအပါဝင်အလောင်းတွေကတုံယုံပါပဲနောက်တနေ့မှာရီမီကဘက်ကိုသူတို့ဒီလိုပုံနေတာမလွတ်နိုင်ကြောင်းနဲ့တဲယူနီယံရုံးချုပ်ကိုတော့ပြီးစနက်တစ်ခုလုံးကိုဖြစ်ပြမှရမှာဖြစ်ကြောင်းကိုပြောတယ်နောက်တော့ရီမီနဲ့ဘက်တို့ကယထာစီးရင်နဲ့ကာရိုတို့တာမီနဲ့စုံတယ်ရီမီနဲ့ကာရိုတို့စကားများနေကြတော့ပီတာကရီမီရဲ့တနက်ကိုယူပြီးကာရိုကိုမေ့လဲကြတော့အောင်လုပ်လိုက်ပါတယ်ရီမီကပီတာကိုသူ့ရဲ့လရင်မှုတွေပေးခဲ့ပြီးပီတာတကြီးလိုက်ရင်ရီမီကိုပူတာဒဲလက်ဆိုတဲ့နေရာကိုလာရှာဖို့ပြောပါတယ်ရီမီနဲ့ဘက်တို့ကဖရန့်ရဲ့ကားထဲမှာဖရန့်ကိုစောင့်နေပါတယ် ဖရန်ရောက်လာတော့တနတ်ထောက်ပြီးရုံကျုပ်စီကိုမောင်းခန်းခဲ့တယ်။ရီမီနဲ့ဘက်တို့ကအဆောက်အုံနဲ့ဝင်ပြီးတိပ်ပံပညာရှင်တွေ RT4 လုံနေတဲ့နေရာစီကိုရောက်သွားတယ်။ဘသူကမှသူတို့ဝင်လာတာကိုဂယူမဆိုင်ကြပါမယ်။တယောက်ကထပြီးထွက်ပြေးသွားတယ်။ရီမီကသူတို့နောက်ကိုလိုက်ဖို့လုပ်ပေမဲ့အဆောက်အုံတွေရောက်လာပြီးရန်တမ်းပစ်လို့တိပ်ပံပညာရှင်တချို့တိတ်ကုန်းတယ်။ရီမီနဲ့ဘက်တို့ကထွက်ပြေးရင်တဲယူနီယံအဖွဲ့ရဲ့ database တွေထားတဲ့နေရာစီကိုရောက်သွားတယ်။အခန်းပေါ်မှာအဆောက်အုံတွေရှိနေလို့ရှင်းခဲ့ရပါသေးတယ်။ပြီးတော့ရီမီနဲ့ဘက်တို့က friend နဲ့ Jade တို့ရောက်မလာခင် database အခန်းထဲကိုဝင်နိုင်ခဲ့တယ်။အခန်းထဲမှာသူတို့က RT4 တွေကိုတစ်ခုပြီးတစ်ခုထုတ်နေတယ်။ ဖရန်ရဲ့ဂျေတိုကအခန်းထဲဝင်လာတော့ရီမီနဲ့ဘက်ရဲ့နောက်ဆုံး RT4 scan လုပ်နေပါတယ်။ဖရန်ကရီမီတို့ကိုတတ်ဖို့ပြောတော့ဂျိတ်ကဖရန်ကိုဓာတ်နဲ့ထိုးတက်လိုက်ပါတယ်။ရီမီကဘက်ကိုစီးထိုးလိုက်တော့ဘက်လည်းသတိပြန်ရလာပါတယ်။ဂျိတ်ကကွန်ပျူတာဘုံနဲ့ဘုံတစ်လုံးထည့်ပြီး database တစ်ခုလုံးကိုဖောက်ခွဲပစ်ခဲ့ပါတယ်။အခုဆို client အတိုင်းကလွတ်လပ်သွားပါပြီ။ဂျိတ်တစ်ခုကြတော့ရီမီ back နဲ့ဂျိတ်တို့ကပူတာ dash လက်မှာရှိတဲ့ကမ်းခြေမှာဘန်းဖြေနေကြပါတယ်။ရီမီရဲ့ level ကတတူလည်းမရှိတော့ပါဘူး။ရီမီရဲ့ဖြစ်စဉ်အကြောင်းကို the reposition man ဘူဆိုတဲ့အမည်နဲ့ပီတာကစာအုပ်ထုတ်ခဲ့ပါတယ်။ ်ဂျိတ်ကရီမီကိုစားနောက်နေတော့ရုတ်တရက်ဂျိတ်ပြောက်သွားပြီးမြင်ကွင်းတွေကတဖြက်ဖြက်ဖြစ်သွားပါတယ်ပုံမှန်ပြန်ဖြစ်တော့ရောရီမီကကဒိန်ပေါ်မှာရောက်နေပါတယ်တကယ်တော့ရီမီကကိုမာဝင်နေပြီးအဘူရီရဲ့တိုက်မှာဂျိတ်နဲ့ဖတ်ကြတော့ဂျိတ်ကတီးလိုက်လို့ကိုမာဝင်သွားတာပါဒါရီအားလုံးဖြစ်အောင်စီစဉ်ခဲ့သူကဂျိတ်ပါပဲအခုဆိုရီမီကသူ့အိမ်မထဲမှာပဲထာဝရပျော်ရွှင်နေတော့မှာပဲဖြစ်ပါတယ်နောက်ဆက်အားပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းထူးပင်ကျေးဇူးတင်ရှိပါတယ်